ကမ္ဘာကုလသမဂ UN ဟာသူတို့ရဲ့ဝန်ထမ်း20ရာခိုင်နှုန်းကို ရှော့ချဖို့ပြင်ဆင်နေတယ်လို့ရိုက်တာသတင်းဌာနမှဖော်ပြလာပါတယ်ရမုံငွေတွေကိုဖြတ်တောက်လိုက်တာကြောင့်ဖြစ်ပေါ်လာတဲ့ဗန္နာရေးလိုအပ်မှုကိုဖြည့်ရှင်းဖို့ဝန်ထမ်းအင်အား20ရာခိုင်နှုန်းရှော့ချဖို့ဖြစ်လာတာလို့သိရပါဗျ။ အမေရိကန်ဘက်ကသူတို့ကတိပြုထားတဲ့ရန်မုံငွေကိုပေးရခြင်းမပြုတော့တဲ့အပြင်တရုတ်နိုင်ငံကလည်းထောက်ပံ့ပေးရမယ်လို့ကတိပြုထားတဲ့ရန်မုံငွေတွေကိုပေးရဖို့အတွက်ကြံကြားနေမှုကြောင့်ကုလသမဂ္ဂရဲ့လုပ်ငန်းလဲပတ်မှုကိုခက်ခဲစေကြတာဖြစ်ပြီးဒီပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက်အမေရိကန်ဒေါ်လာ58သန်းအထိလုံငွေပြနေကြတာပါ ကုလအတွင်းမှူးဌာနကဝန်ထမ်းတွေစီကိုဇွန်လ13ရက်မတိုင်ခင်ဘတ်ဂျက်လျှော့ချမှုနဲ့ပတ်သက်တဲ့အစီရင်ခံစာတွေတင်ပြဖို့ညွှန်ကြားထားပါတယ် ကုလအတွင်းရေးမှူးအန်တိုနီယိုဂူတာရက်စ်ကလည်းမေလအတွင်းကျင်းပခဲ့တဲ့အစည်းအဝေးတစ်ခုမှာဌာနချုပ်တွေကိုပေါင်းဆက်တာရှော့ချတာနေတိုင်းစည်းတက်တာတွေမြို့တွေစီကိုဝန်ထမ်းတွေကိုပြောင်းရွှေ့တာဝန်ထမ်းအင်အားဖောင်းပွနေတာနဲ့အချက်မြက်ခြားစားမှုတွေကိုတန့်စင်တဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်မှုပြင်ဆင်နေတယ်လို့ပြောကြားခဲ့ပူပါတယ် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာအရေးပေါ်အကူအညီဆိုင်ရာဌာနခွဲရဲ့ဒရိုက်တာကိုဝန်ကတော့ဝန်ထမ်းရင်အားရှင်းချပြီးချိန်မှာအမေရိကန်ဘက်ကရန်ပုံငွေ ပြန်လည်ထောက်ပံ့နိုင်ဖို့မျှော်လင့်ကြောင်းပြောဆိုထားပါတယ်။အမေရိကန်နိုင်ငံသားဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူက ကုလဘဏ္ဍာရှင်းချမှုနဲ့ပတ်သက်ပြီးဘာမှချက်မှမပြောဘဲထရန့်ရဲ့အမိန့်နဲ့လှုပ်ဆောင်နေတဲ့ထောက်ပံ့ငွေပေးရေးနဲ့ပတ်သက်တဲ့လေလာစစ်ဆေးမှုတွေဟာ ဩဂုတ်လအစောပိုင်းမှာပြည်စည်းဖို့ရှိကြောင်းလက်ရှိမှာတော့ကုလအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေအတွက်ရန်မုံငွေထောက်ပံ့မှုတွေကိုပြန်လည်သုံးသပ်နေစေတာဖြစ်ကြောင်းပြောကြားထားခဲ့ပါတယ်။ American နဲ့တရုတ်တို့ဟာကုလသမဂ္ဂရဲ့လေဘယင်းငွေစည်းရင်းထဲမှာ60ရာခိုင်နှုန်းကျော်ထောက်ပံ့ပေးနေကြတဲ့နိုင်ငံတွေပဲဖြစ်ပါရဲ့ရှင်။အခုလိုသတင်းတွေကို ပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရရှိရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နှာစင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။